ီနီးကိုရှေ့တန်းတင်မီတာပြောတဲ့ပုဂ္ဂိုလ်ရဲ့အဲ့ဒီမှာလည်းအဲ့ဒီအဲ့ဒီဝီနီးကိုပြောတဲ့ပုဂ္ဂိုလ်ပဲတရားဓမ္မတွေအောက်ကနေရေးတဲ့ဖရာတာရှင်ဝီနီးအေရတဲ့ဘေးရတဲ့မဖြစ်နိုင်ဘူးအေရတဲ့ဆိုတာအေတန်အခေါဣရရကံဘေကွေမမသာဝကနံမရှင်သာရိပုတ္တရာကိုရမြတ်ကြီးကိုပညာဣရရက်ပေးတယ်ဆိုလို့ရှင်ပညာရမှာရှင်သာရိပုတ္တရာရဲ့ကိုရမြတ်ကြီးတဲ့သာသူမရှိဘူး အဲ့ဒီဘက်အဘိညာဉ်ရာတွေမှာတကိုးရတဲ့ရာတွေမှာရှင်မောကလန်ရှင်မောကလန်သာရမရှိဘူးဝိနည်းယံမှာရှင်ဥပါလိကိုပြီးရင်ဥပါလိတဲ့သာရမရှိဘူးအဲ့ဒီစကားကိုပြောလိုက်တဲ့ပုဂ္ဂိုလ်လက်ခံလိုက်တဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားရှင်ကိုဓာတ်ရဲ့စော်ကားရောက်တယ်ဘာလို့လဲမြတ်စွာဘုရားတို့ဒီစကားနှခေါမပြောဘူးဧကဝဆနာရှင်ဥပါလိကိုဝိနည်းရတဲ့ပြီးရင်ဒုတိယပုဂ္ဂိုလ်ပြီးလို့မရတော့ဘူးဒါသူကသူဘယ်တော့ပဲတော်နေတော်နေအဲ့တော့ဗမာမြေလူတွေကလွန်လွန်အားရှိလာတယ်ရေးတဲ့သူရောပြောတဲ့သူရော ယူထတာကြိထပါအဲ့ဒီခါကျတော့ဝီနီကိုအေရတဲ့ပေးရဆိုရင်မြတ်စွာဘုရားဝီနီအေရတဲ့ပေးမင်းတို့ကဖယားမလို့မင်းတို့ဘာကောင်းလို့မပေးနိုင်တာတဲ့ဖယားဆိုသူကဘသူ့ကိုဘလို့ပေးရမလဲဆိုသိပြီးသားလေတခါပဲပေးတယ်အေတန်အေကောအေတန်အေအေတန်အေသောဤပုဂ္ဂိုလ်ဒီအေကောအမျက်ဆုံးတော်ပြီတယောက်ပဲပေးတာဟာချန်ပီယံတယောက်ပဲချန်ပီယံနှစ်ယောက်ပေးလို့မရဘူးလေမင်းတို့အကယ်ဒမီပေးတယ်လေ အကင်ပေးရမှာဒီဘုတ်ဒီ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 ဇလန်းမှာဒီဒိုက်တာကအတော်ဆုံးနောက်တယောက်အကင်ပေးလို့မရဘူးလေပေးလို့မမရတာဒိုက်တာတစုပေးမယ်မင်းသားတစုပေးမယ်မင်းသမီးတစုပေးမယ်လိုင်းတူတာပေးမရဘူးတော့ဒိုက်တာကအကင်ပေးတယ်မင်းသားကအကင်ပေးတယ်မင်းသမီးကအကင်ပေးတယ်ပညာကအကင်ပေးတယ်တကူကအကင်ပေးတယ်အသက်အရှည်ဆုံးအသက်ကျန်းမာရေးအကောင်းဆုံးပေးမယ်ခုနဝင်းလေးကိုပေးမယ်တပားပဲရတာနှစ်ပားမရဘူး ဲဘာတွေပြောတာတော့လို့ဒါပြောတာကိုကြည်ညိုရင်ကြည်ညိုသလိုကိုမကျင်နဲ့ရင်မကျင်နဲ့သလိုလှုပ်တဲ့လူမျိုးဒီလူမျိုးကအဲ့ဒါကြောင့်မလို့နဝကမလူရင်ကုသိုလ်ရလားရတယ်ဘုံကြီးကရင်အာဘသင်လားသင်တယ်အဲ့ဝနဝကမောစွန့်နေတဲ့ကြီးစွန့်လိုက်ရင်အပြစ်ကင်းလားကင်းတယ်ဘာဖြစ်လဲကဲမေးကြည့်လိုက်ဟောအခုနဝကမလူတဲ့လူနဲ့ယူတဲ့သူပဲဘုံကြီးရောလူအပေကြမဲ့တိုင်းလေး လိုင်းတွေပေါ်မှာတက်နေတဲ့ဘုရားဘာသာသူတော်စင်နဲ့ကိုယ့်အကိုကြည့်ကြပေါ့နော်ဒါကြည့်ကြပေါ့တယ်လီဖုန်းလူကောင်းလားလူကောင်းတယ်ယူကောင်းလားယူကောင်းတယ်ကြည့်ကောင်းလားကြည့်ကောင်းတယ်အဲဒါမိန်းမပုံနေခုနအတင်းနေအဖြစ်နေမလုံးနဲ့ပေါ့အာမကုန်မဟုတ်ဘူးကပုံနေမလုံးနဲ့ပေါ့ဒါကတော့ပစ္စည်းဆိုတာတော့ဓာပေးလိုက်တယ်လေထင်းခုတ်ပေါ်လူသွားခုတ်ရင်တော့၃နှစ်ပေါ့ဒါရှင်းနေတာပဲအိမ်မှာမီးရှိတယ်လေထမင်းချက်လေ ိမ်မင်းနဲ့ရှိုးရင်တော့သူများအိမ်မှာလောင်မှာပေါ့ကိုယ့်ကိုထိန်းလေဒါတော့အရှင်မင်းအရှင်မင်းကွန်ပျူတာတို့မှာ hotspot တွေပါလေလွယ်ကူအောင်ထဲရပုံလေးတွေကူးတင်တယ်ကူးအောင်ကွန်ပျူတာနဲ့ဂျွတ်ဆက်ပြီးတော့လှုပ်သိမ်းအောင်လှုပ်လေအဲ့ဒီဖုန်းတွေအဲ့ဒီဖုန်းကင်ပြီးတော့မှတခါတည်းပါကုနာပြောလို့မဟုတ်တဲ့စကားတွေပြောကုနာပြောတယ်မဟုတ်တာတွေလုပ်နေတော့လေဒါကြတော့တမျိုးပေါ့နော်အဲ့တော့လှူရင်းကြောင့်ပြဿနာတက်တာမဟုတ်ဘူးလေသုံးစွဲပေါ့ how to use ဘယ်လိုသုံးဆွဲမယ်ဆိုတာပုံမှန်မတည်ပါနဲ့နော်ဒါကိုသိဖို့လည်းလိုပါတယ်အဲဒါကြောင့်ကိုဒိဗ္ဗသောတာမြောက်ပြောခြင်းလည်းမဟုတ်ပါဘူးနိုင်ငံတော်သံဃာမနာနဲ့ဆက်ဆက်ကြားတာပါနိုင်ငံတော်သံဃာမန္တာကဥက္ကရာဖြစ်တော်မူသောဗရဏကုမာရဘိဝန္တဇောဘရားကြီးကိုထိုစဉ်ကအတွင်ကတည်းကကြတော့ရှေ့ခေတ်နဲ့နိုင်နိုင်ပြီ ရှင်းရပြီးတော့မှဆိုရင်ဒါဓမ္မစီရီဆရာတော်ဥက္ကောတန်လာပြောရတာကဒါရှင်ပြာလင်္ကာရကိုပြောတာဖြစ်ပေါ်များတယ်။အဲဘာကြောင့်မို့လဲဆိုရင်ဒါရှင်ပြာလင်္ကာရရဲ့ဒီတက္ကရာကမတွေပေါ့နော်။အဲပြီးတော့အဲ့ဒီဆရာတော်ကိုချီညိုတဲ့ဒီတချို့ပုံကိုရှိတယ်။အဲသူတို့ကဒါရှင်ပြာလင်္ကာရတို့ကမှဒါယန်တန်ကအစစ်ဆိုတာမျိုးပေါ့နော်။မာဝိယရာကမှဒါယန်အစစ်ကြံတဲ့အရာကဘာမှမဟုတ်ဘူးဆိုတာမျိုးတွေခဏခဏမန်းတက်တယ်ပေါ့နော်။အဲတကယ်တော့အဲ့ဒီပြဿနာအကြောင်းပေါ့တကယ်တော့ဒီဘုန်းကြီးချင်းကဘာပြဿနာမှမရှိကြဘူး။ အဲချင်းချင်းလဲဒါအဆင်ပြေကြတယ်တဲ့ကြရပေါ့နော်တွေ့ဦးတဲ့ဟာတာဗီဒီယိုတဲကလိုပဲပေါ့နော်ဒီဖုန်းကြီးတစ်ပါးကဒါရှိမှလမ်းလျှောက်နေတယ်ဆုံးကကြွရပေါ့နော်။အောက်မှာဒါနောက်ကကက်ပီယာနှစ်ယောက်ကပေါ့နော်။မင်းဖုန်းရပိုမြန်တယ်ငါဖုန်းရပိုမြန်တယ်ဆိုပြီးတော့ဒါသူတို့ချင်းချင်းပြိုင်တာဗျာ။အဲ့လိုမျိုးပြိုင်တော့အဲ့ဒီတန်ုံမှာဒါရှိရဖုန်းကြီးတစ်ပါးကြားတယ်။အဲကြားတော့ကြားတော့ဘလို့ဖြစ်လာလဲဆိုတော့သူတို့နှစ်ပါးပါဒီအပြိုင်လမ်းလျှောက်တဲ့အဆင့် နောက်ဆုံးကျတော့ဒီနှစ်ပါလုံးပြေးတဲ့ဆင့်ဒီရောက်ကုန်တာပေါ့နော်အဲ့ဒါကြောင့်မလို့ဒါတကတကမတွေအနေနဲ့တိမ်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 ပြောတဲ့နေပေါ့နော်ပြီးတော့ရှင်းတော့ဘုန်းကြီးတွေပတ်စံမကင်ဘူးရှင်းတော့တယ်လီဖုန်းမကင်ဘူးရှင်းတော့ဘုန်းကြီးတွေကားမရှိပါဘူးဟုတ်တယ်ဇံပင်ကြီးနဲ့သွားတယ်အဲ့တော့ဒီနေ့ကြကြတော့အဲဝိနည်းဒေသနာနဲ့ပြောပြီးတော့ဘုန်းတော်ဤလောကမှာလည်းတော်ပဲတာဆနေတယ်ဒါတွေကိုပြန်လည်းမပြောကြင်တော့သို့တော်လွန်ကဲလာတဲ့အခါဖြစ်ရင်တော့ သာသနာမျက်နှာထောက်ထားပြီးတော့ပြောပါလိမ့်မယ်ဒီကနေ့နဝကမလှူတယ်ကုသိုလ်ရလာရတယ်ကောင်းမှုဖြစ်လာဖြစ်တယ်ဆရာတော်ကကရင်အဘသင်လာသင်တယ်တဲ့အဲ့ဒီနဝကမကိုစွန့်လိုက်အဘခြေလာခြေတယ်အကြီးကြီးမှမဟုတ်တာပဲအဲ့ဒါကိုလေဝီနီးကိုခြေထန်းတင်မီတာပြောတဲ့ပုံကိုရဲ့ အဲ့ဒီမှာလည်းအဲ့ဒီအဲ့ဒီဝင်းကြီးကိုပြောတဲ့ပုံကိုပဲတရားကမတွေအောက်ကနေရေးတယ်ဖရာတာရှင်ဝင်းကြီးအေရတဲ့ဘေးတယ်မဖြစ်နိုင်ဘူးဒါအမတန်ရင်းကြီးတယ်ဝင်းကြီးကအရန်လေးနဲ့တယ်တချို့ကကိုယ့်ရဲ့ပုထုဇဉ်ဉဏ်ကလေးတပိုက်တထွာနဲ့အရန်ပြောအရန်ကာရောပြောကြတာပေါ့ဒါမပြောသင့်ဘူးမြတ်စွာဘုရားတပိပိဋကဉဏ်တော်ကြီးနဲ့ပြညာထားတဲ့ဝင်းကြီးကိုသွားမလုပ်နဲ့နော်သွားမထိနဲ့ရှင်ရှင်မြငွေကိုင်းတန်ကားတော်ကြီးဆိုတာတကယ်လို့ပေါ့နော်ဒီပြတော့ငွေကိုင်းဆရာတော်တပားငွေကိုင်းတယ်ပေါ့ဒါအပြစ်မဖြစ်ဘူးလို့သူစိတ်ထဲမှာခံယူထားတယ် ါဆိုရင်အိုက်တန်ကတရားအထုံရင်ရောမတ္တာဘုရားဖြစ်လာဗျာချနိုင်တယ်သူအရာကြရတယ်သူစာပေထဲမှာဒီဇာတရူပသိခါဘုကယဟန္တာတော်သိနိုင်တယ်လို့ပါတယ်သူယဟန္တာတော်သိနိုင်တယ်ယဟန္တာတော်သိနိုင်တယ်ဆိုတာတချို့ယဟန္တာတွေကစာမတက်ဘူးပေါ့နော်ဆရာသမားနဲ့လည်းစနေတကြမနေဘူးယဟန္တာတော်တရားထုတ်တော့ယဟန္တာတော်ဖြစ်သွားတယ်အဲ့တော့သူအဲ့ဒါသူကဝင်းနေမကျွမ်းကျင်တဲ့အခါကျတော့ဒီဝိထုငွေနဲ့ပတ်သက်ပြီးတော့မအပ်မရသူစီမံတာတွေရှိမယ်ရွှေငွေတော့သူအလူခံမှာတော့မဟုတ်ဘူးဒါပေမဲ့ဟိုလာလှူတဲ့အခါမှာမပြောမတက်မဆိုမတက်ဖြစ်တဲ့အခါကျတော့အားပဲတက်မယ် ဒါမျိုးပေါ့အဲကြောင့်ဒီယဟန်တမားကဝင်းနေမတင်ဘူးဆရာသမားတွေပြောတာလည်းမကြားဘူးတော့ငွေသည်အလူမခံကောင်းဘူးဆိုတာလုံးဝမသိဘူးနော်ငွေဆိုတာအလူမခံကောင်းဘူးမအပ်စက်ဘူးဆိုတာလုံးဝမသိဘူးမသိတော့သူကငွေကိုအလူခံတယ်တင်ထားတယ်တရားထုတ်ရနိုင်တာပဲဘာလို့လဲဆိုတော့သူကသူမသိတာအော်ဒီဇာတရူပသိခါဘုကသူကလောကဝိဇ္ဇာထဲမှာမပါဘူးပဏတိဝိဇ္ဇာထဲမှာပါလားဒါဆိုရှင်မတပည့်တော်ခုနပြောသလိုဆိုဝီနီးမသိတာပုံမကောင်းဘူး။အော်မဟုတ်ဘူး။စပယ်ထဲမှာအဲ့ဒီစိတ်ကအကုသဖြစ်သွားပြီ။ဘောလားမသိဘူး။အင်း တိအောင်ကျင့်ရမယ်သဘောလားမလားရူးကိုဥပဒေကိုတိအောင်ကြိုးစားမယ်တောင်မှရဟန်းတိုင်းမှာရှိတယ်အဲကြောင့်အညာတက်ပံပရိပုစိတက်ပံပရိပညိတက်ပံမြတ်စွာဘုရားဟောပြီးသားမေးရမယ်သင်ယူရမယ်လေ့လာရမယ်တမင်တကာကြီးကိုဟိုဒီအဘိဓမ္မာဝီ sorry ဝင်းကြီးကိုနော်တိသွားလို့ရှိရင်အကုသိုလ်ဖြစ်မှာဆိုလို့ဆိုပြီးစိတ်ကြီးနေတမင်တကာမတင်ပဲနေတာစိတ်ကိုကအကုသိုလ်ဖြစ်သွားပြီအဲ့ဒီစိတ်ကကိုမတတ်ဖို့တာဖြစ်တော့မှာဘောလားမသိဘူးအဲ့ဒီစိတ်ကမတတ်ဖို့တာဖြစ်တော့မှာအဲ့ဒါဆိုရင် အော်ယဟန်တပါငွေကိုဟိုငွေကိုင်းတာကိုဟိုခုနလိုတိလို့ဖြစ်စေမတိလို့ဖြစ်စေငွေကိုအလှခံလိုက်တယ်ပေါ့အလှခံတဲ့အခါမှာဟိုတက္ကະမကလည်းဒီငွေကအကြောင်းအတွက်ចောင်းဆောက်ဖို့အတွက်လာလှူလိုက်တဲ့ငွေတခုအဲ့ဒီမှာဒီယဟန်တော်ကနေပြီးတော့ကိုရိုင်းငွေကိုစီမံပြီးတော့မှရင်ဒီចောင်းချစ်မြောက်ရေးမှာဆောက်လုပ်ပေးနေတယ်ဆိုရင်ရောရှင်ပြအဲခုနကဦးသိမ်းပြောလိုက်တယ်နော်ဟို ယဟန်တော်ဆရာတော်ကိုဝိထုငွေထားရိုက်ကတ်တယ်ဆရာတော်ကပုဂ္ဂလိကလက်ခံတယ်အဲပုဂ္ဂလိကနဲ့ဆောက်ရင်လည်းလုံးဝမအပ်ဆပ်ဘူးဒါတပတ်နံပါတ်1နောက်နံပါတ်2ကဆရာတော်ကိုလှူတာမဟုတ်ဘူးအเจ้าကိုလှူတာအဲဆရာတော်ကသူကပူဇော်သူလက်ခံထားလိုက်တယ်အဲ့ဒါဆိုလို့ရှိရင်သူကခုနကပြောသလိုခောဘကကိုပေးလိုက်အဲဆိုရင်အเจ้าကအသေးတယ်ခောဘကမပေးဘဲနဲ့ဆရာတော်ကိုယ်တိုင်တင်ထားပြီးတော့ဘီလက်မြေတွေဝယ်တယ်ကြောက်တေးတန်တွေဝယ်ပြီးတော့သူဆောက်တယ်ဆိုရင်အဲ့ဒါမအပ်တော့ဘူးဆိုတော့ဆရာတော်ကိုယ်တိုင်ဝယ်တဲ့ပစ္စည်းဖြစ်သွားတဲ့အတွက်ကြောင့်နော် လူရှင်မခိုးရပါပစ္စည်းမှမသိပဲဆိုင်မဝယ်ကယဟန်အားလှူဒန်းပါတယ်ယဟန်မသုံးဆွဲနေလျင်ခိုးရခိုးရပါပစ္စည်းမှအလူရှင်မဖြစ်စေတစုံတူမှဖြစ်စေတည်သွားတဲ့အချိန်မှာမိတို့အတိပေးလျှောက်ထားရပါမည်နီယဟန်၌ဝင်လေမှုတစုံတရာရှိမရှိသိရှိလိုပါတယ်ခင်ဗျာဟောမရှိပါဘူးဟိုပါဘောဥပမာအဲ့ဒါကတခိုးကနေပြီးတော့ဟိုဘယ်လိုပြောမလဲဘုန်းကြီးစီကိုရောက်သွားတဲ့ပစ္စည်းပေါ့ဟုတ်လားသူများခိုးပြီးတော့လှူတဲ့ပစ္စည်းပဲဆိုပါတော့ဒါတော့ကိစ္စမရှိဘူး တခိုးလှူလို့ရှိရင်လည်းကိစ္စမရှိဘူးဘာလို့စပေတိုင်းမှာကသူကအဲတခိုးကလူတယောက်ရဲ့ပစ္စည်းကိုခိုးသွားတယ်ဆိုရင်တခိုးလက်ထက်ရောက်သွားအဲတခိုးကအဲသူ့ပစ္စည်းကတခိုးပစ္စည်းဖြစ်သွားတယ်အဲ့တော့အဲတခိုးပစ္စည်းကသူ့ပစ္စည်းတစ်ခုအနေနဲ့ဘုန်းကြီးကိုလှူတာဖြစ်တဲ့ကြောင့်ဘုန်းကြီးမှာအဆက်တယ်ဘုန်းကြီးပြောကမပါဘူးတိကျရင်လည်းပြန်ပေးကြရလဲမလို့အကေဟိုကပိုင်ရှင်ကလာတောင်းနေဆိုတော့ပေးရမယ်ပိုင်ရှင်ကသိသွားတယ်အာရှင်ပြအဲ့ဒါကတပြို့ရူပစ္စည်းပါဗျာလို့တောင်းခိုင်းတော့ပေးရမယ်မပေးဘဲတော့မနေရအောင်အဲ့တော့ ဟိုတခိုးလူတယ်ဆိုရင်လည်းဥစ္စာမေးကြမလို့ဒါခိုးကပြပစီလာပါဆိုမေးတော့မလို့ပေါ့နော်ဆိုတာကတော့ဘုန်းကြီးမှာဗာပယောကမပါဘူးအဆက်တယ်အကေပိုင်ရှင်ကတောင်းရင်တော့ဘေးကိုပေးရမယ်အဲ့လိုမျိုးတော့ရှိတယ်နော်ရှင်မတွေ့တော့လောကဟိုဟာဟိုပါလူတွေမှာပေါ့အာဘုန်းကြီးလို့လည်းပြောကြရပြယဟန်လို့လည်းပြောကြရတန်ဃာလို့လည်းပြောကြရအဲ့ဒီအဲ့ဒီဝိသေသလေးရထူးခြားချက်လေးပြောပြပြပါဗျာအဲ့တော့ဘုန်းကြီးတန်ဃာဆိုတာကဒီလိုပါတန်ဃာဆိုတဲ့သဘောတရားကသူက ယဟန်အများစုကိုတန်ခါလို့ခေါ်တာတပားချင်းစီကိုတန်ခါမခေါ်ဘူးဟုတ်ပြီနော်ဟိုအ ਨੇ စုံဥစ္စာပြတဲ့မှာ၄ပါးကိုခေါ်တယ်ယဟန်၄ပါးဆိုရင်တန်ခါလို့ခေါ်တယ်ကံကံဆောင်တဲ့အခါမှာလေအဲဥစ္စာစာပြတဲ့မှာဝီနီသဘောတရားရကတပားဆိုရင်ပုက္ကလလို့ခေါ်တယ်ပုက္ကူလို့ခေါ်တယ်နှစ်ပါးရယ်သုံးပါးရယ်ဆိုရင်ခိုင်းလို့ခေါ်တယ်နှစ်ပါးသုံးပါးဆိုရင်ခဏခိုင်းလို့ခေါ်တယ်၄ပါးဆိုရင်တန်ခါလို့ခေါ်တယ်အဲ့တော့အကြောင်း၄ပါးကနေစပြီးတော့ယဟန်အများစုဆိုလို့ရှိရင်တန်ခါလို့သုံးလို့ရတယ်နော်ဥစ္စာတို့ဒါ မြန်မာနိုင်ငံတန်ကသီလင်္ကာတန်ကဟဲ့လားမဟာဝိရတန်ကစသည်ဖြင့်ပေါ့အဲ့လိုတန်ကလို့တုံးနေဆိုတာအများကိုခေါ်တခေါ်တာတပားချင်းဆိုလို့ရှိရင်တော့ဆရာတော်ဘုန်းကြီးယဟန်ဦးစင်ဒီလိုပဲခေါ်ရတယ်နော်အဲ့တော့တချို့ကအဲ့ဒီတန်ကလို့တုံးလိုက်လို့ရှိရင်ကိုရင်မပါဘူးဥစ္စာတန်ကလို့တုံးလိုက်မယ်ဆိုရင်တော့ရေမွန်ရအပြင်တော့ဥစ္စာတို့ကိုရင်တွေကထက်ပြောတာပဲအားလုံးပါတာပဲအဲ့ကြောင့်ဥစ္စာတို့ကြောင်းနေလာပြီဆိုလို့အရှင်ပြတန်ကဘာတစ်ပါးရှိလဲမေးဆိုတော့တန်က400ကျော်ရှိတယ်လို့ပြောမှာပါဥစ္စာဦးစင်ကကိုရင်ကိုပေါင်းပြောမှာအဲ့ဒါမှထပ်ပြီးတော့အရှင်ပြယဟန်လို့မေးခါမှသာဥစ္စာယဟန်ဘာတစ်ပါးကိုရင်ဘာတစ်ပါးခွဲဖြေရတာ ။တန်ဃာလို့တာမင်းညာမိန်တော့ဒီနှစ်ခက်ကတော့ကိုရင်ဒီမှာပါသွားတာပဲ။ဟိုကန်ဆောင်တဲ့သဘောမှာဆိုတော့တန်ဃာလို့ပြောရင်တော့ကိုရင်တော့မပါဘူးဥစဉ်လေးကိုပြောတာ။ဒါပေမဲ့ဒီနှစ်ခက်ကတန်ဃာဆိုတဲ့စကားလုံးအောက်မှာကိုရင်လည်းပါတယ်ဥစဉ်လည်းပါတယ်။ဒါတဘာချင်းစီပြောမယ်ဆိုတော့တန်ဃာလို့မသုံးမနဲ့ယဟန်လို့သုံးသင့်ပါတယ်နော်။ယဟန်ဆရာတော်ဘုန်းကြီးဥစဉ်တို့သုံးသင့်တယ်။တန်ဃာလို့ပြောရင်အများကြီးခေါ်တယ်လို့မှတ်ထားလိုက်ပါအရှင်မြတ်ခုနဂျင်းတုတ်တွေပါလေစားလို့မရဘူးဆိုတော့လေဟိုစတုမတူဘုံပေးလို့ရပါလားစတုမတူကတော့ဆေးထဲမှာပါပါတယ်နော် ူကတတဟကာလိကလို့ခေါ်တယ်။တခါတော့အကက်ခံထားပြီဆိုရင်အဲ့ဒီစတုမတူကိုခုနှစ်ရက်သိမ်းထားလို့ရတယ်။ဒါပေမဲ့ခုနကပြောသလိုဒီစီပစီမှန်သမျှသူကအကြောင်းရှိမှသာစားလို့ရတယ်။ခုနကတခါရက်တုန်းပြောသလိုဗိုက်စာလို့စားမယ်ဆိုတာမျိုးမရအောင်။အဲ့တော့ကို့မှာဒီဝခါစလီဘယ်လိုဖြစ်လဲဆိုတော့အဆိုင်ယောဂါတွေပါတယ်ရှိတယ်။အဲ့တော့ဆေးတွေပါတယ်တောက်အောင်မယ်။အဲ့တော့ဗိုက်မှာယောဂါဖြစ်မှာဆိုလို့အစာခံတဲ့အနေနဲ့ဆေးခါစလီအရန်ပြင်းနေတဲ့ဆေးတွေပါတယ်တောက်ခိုင်းလို့ချင်းဆရာဆရာဝန်တွေကစားစားခိုင်းတယ်လေ။ တယ်။အဲ့တော့ရဟန်းတော်တွေအစားစားလို့မရအောင်။အဲ့တော့ဆုံးမတူဘူးဗါတို့အဲ့ခါကျဖုံးလို့ရတယ်။နော်။အမှန်လေ။ဒီမှာပဲ။ရှင်ပြလင်္ကာရကဒါပြောရတယ်စတုမတူကဒါတတ္တဟာကာလိကဒီညနေပိုင်းနေပေါ့နော်ယောဂတွေပါရှင်စားလို့ရတယ်။အဲ့အဲ့လိုမျိုးဒါပြောရတယ်။အဲ့တော့ကျွန်တော်တို့စဉ်းစားเสียရရှိတာကဒီဖျားကပေါ့နော် စတုမတူကိုခွင့်ပြုခဲ့တယ်။အဲ့တော့ဟုတ်ပြီအဲ့ဒီခေတ်ကဒီစတုမတူကဘာတော့ပေါ့နော်စတုတာဘာသာစကားအရာပေါ့နော်အဲ့ဒီတုန်းကဆေးလင်းမျိုးခုလဲဆေးလင်းမျိုး ဲ့ဒီတော့ကစတုမှုရုခုလဲစတုမှုရုမြို့တာဖျားရှင်ခေတုံးကစတုမှုရုဆိုတဲ့အရာကဘယ်အရာလဲဘယ်လိုစားရလဲပေါ့နော်အခုခေတ်မှာရောဘယ်လိုစားရလဲအဲဒါပေမဲ့တခုရှိရာကဒါစာရီပေတဲ့နေကြည့်ပြီးတော့မှပြန်လောက်တာမျိုးဆိုရင်တော့ဒီမှာပါတဲ့ဒါဆေးဘဝင်ပစ္စည်းတွေကတော့ဒါတူလိမ့်မယ်ပေါ့နော်လုံနီးကင်နီးတွေကတော့ဒါရှေးတုံးကနေအခုခေတ်နေတော့တူချင်မှတူလိမ့်မယ်ဟုတ်နောက်ပြီးတော့လေနဝကာမတွေမှာဘာတွေပါဝင်ပါသလဲ တကယ်တကယ်ကျတော့လေမြမာရီအသုံးနှုံးတာနည်းနည်းလွဲသွားတာပေါ့နဝကံမရဲ့အဓိပ္ပာယ်ကအလုတ်ကိုပြောတာသူကနဝဆိုတာကအတိတ်ကံမဆိုတာကအလုတ်ဟိုကြောင်းမှရှိတဲ့ဝေယဝိဇ္ဇအလုတ်တွေကိုနဝကံမလို့ခေါ်တာပဲအဲကြောင့်ချစ်ကိတုံကဝိထုငွေလူတဲ့အခါမှာနဝကံမတဒေမဆိုစာထဲမှာပါတယ်နော်ဟိုဝိထုငွေကိုအရှင်ဘုရားလူပိုင်းလို့မလျှောက်ပဲနဲ့နဝကံမအတွက်လူပိုင်းဘောလားအရှင်ဘုရားလူတယ်မဟုတ်ဘူးနော်ရှင်ပြအားလူပိုင်းမဟုတ်ဘူးနဝကံမအားလူပိုင်းဆိုတာတောက်တော့မရဝေယဝိဇ္ဇတွေမှာသုံးဖို့အတွက်လူတဲ့သဘောနဝကံမအားလူပါဤ ဲ့မဲ့အဲ့ဒီဟာကနေတဆင်းဘယ်လိုဖြစ်သွားလဲဆိုတော့ဝိထုငွေကိုနဝကံမလို့ခေါ်တဲ့အသုံးတော်တစ်ခုပေါ်လာတယ်မြန်မာနိုင်ငံမှာအဲ့တော့ဝိထုငွေကိုနဝကံမလို့ခေါ်ကြတယ်တကယ်တကယ်ကျတော့နဝကံမဆိုတာကငွေကိုပြောတာတော့မဟုတ်ဘူးသူကတောင်းမှရှိတဲ့လုပ်ငန်းကိစ္စတွေထွေထွေကိစ္စတွေကိုနဝကံမလို့ခေါ်တယ်အဲ့တော့အရှင်မြတ်အောင်ငွေလူပါကြီးလို့မဆိုဘဲနဲ့နဝကံမအားဟိုဒီဝိထုငွေကိုလူပါကြီးဆိုရင်အဆက်တယ်ဘုန်းကြီးကိုလူတာမဟုတ်ဘူးအဲ့အဲ့လိုမျိုးရှိတယ်ဒါဆိုရင်ရှင်မြတ်နဝကံမဆိုပြီးတော့တပည့်တော်တို့က ဟိုအရှင်ဘုရားအဲ့လိုပေါ့တန်ခါတစ်ပါးကိုလှူလိုက်ရင်အဲ့တန်ခါရောဟောသုံးခွင်းရှိလားကြောင်းတိုက်ကပဲသုံးခွင်းရှိလားအဲနဝကံမဆိုကြောင်းတိုက်တွေလှူတာလေသူ့တက်လှူတာမဟုတ်ဘူးသဘောလားမသိဘူးသူကနဝကံမအလှပါကြီးဆိုလို့ရှင်ဒီကြောင်းမှာရှိတဲ့ထွေထွေစေးအတွက်ကိုလှူတဲ့သဘောမလိမ့်မျိုးဖြစ်သွားတာအဲ့ဆိုတပည့်တို့ပုဂလိကအတန်ခါရောဟောကိုရီမန်းတဲ့အတန်ခါကိုလှူရမရောက်တော့မရောက်တော့ဘူးဟုတ်တယ်နဝကံမအလှပါကြီးဆိုရင်ဒါဆယ်တော်လှူတာမဟုတ်တန်ခါလှူတာမဟုတ်ကြောင်းမှာသုံးဖို့အတွက်လှူတဲ့သဘောဖြစ်သွားတာ ဒါဆိုရင်တပည့်တော်ဟိုစာရစာအိတ်ဒီမှာနဝကမ္မဆိုပြီးရေးပြီးတော့တီတန်ကောင်ကန့်ရောအလားရှင်မကတ်လို့မရဘူးလေဝိထုငကဘလို့ပဲသူ့သူပြောပြောခုနဟိုဒကမိုင်းလျှောက်တလို့မြည်တလို့ပေါ့တောင်းတိုက်တွက်လူရင်တော့မှမအပ်ဘူးလေဘုန်းကြီးကလူခံလို့မရဘူးလေငွေကဘလို့နီးနဲ့မှအလူခံလို့မရလားဟုတ်လားမသိဘူးအလူခံတဲ့ရဟန်းကတော့အာဘသက်မှာပဲအဲ့တော့အာဘသက်တဲ့ကမှတစ်မျိုးကွဲသွားတာပေါ့ကို့အတွက်ဆိုရင်နေတိကိအာဘသူခုနတောင်းတိုက်တွက်ဆိုရင်ယူယူအာဘဟိုနေတိကိမဟုတ်ဘူးပေါ့နော်အဲ့လားပဲကွာတယ်ဘလို့ပဲအလူခံလူခံအာဘကတော့တက်မှာပဲ ကြောင့်သူကပ္ပယစီမှာပဲအဲ့မှာလေနော်အဲ့တော့ဆရာတော်တွေပဲလူလူပုပ်ကိုတွေပဲလူလူကြောက်တိုက်တွေပဲလူလူကပ္ပယစီမှာအပ်ပြီးပဲလှူရမှာဥဒ္ဓနောယဟန်တန်ဃာတော်တွေရဲ့လူတွေဝိနိဘာကြောင့်သိရမလဲဆိုတော့ဥဒ္ဓနောယဟန်တန်ဃာတော်တွေရဲ့စာဝတ်နေရေးလေးခေါ်တယ်ပစ္စည်းလေးပါကိစ္စကလူတွေနဲ့ပတ်သက်နေတာလေအကင်းဖုန်းကြီးတွေကကိုယ့်ဘာကိုစီးပွားရေးလုပ်လို့ရတယ်ကိုယ့်ဘာကိုပတ်စံနဲ့ဝယ်စားလို့ရတယ်ချက်စားလို့ရတယ်လူကိုအားမကိုရဘူးဆိုရင်တော့ ဟိုလူတွေဝီသီးမသိလိုက်ပါဖြစ်ဘူးနော်ကိုယ့်ဘာကိုယက်တိလို့ရတယ်ဒါပေမဲ့သာသနာတော်ကမြတ်စွာဘုရားကကိုယ့်ဘာကိုယက်တိလို့ရအောင်လုပ်ထားတာမဟုတ်ဘူးတက္ကရကမတွေကိုမိရတယ်လေနော်ဆုံးဆိုရင်လည်းတက္ကရမတွေချက်ပြီးကြရတယ်ចောင်းဆိုရင်လည်းတက္ကရမတွေဆောက်လုပ်လူတန်းတယ်စေးဆိုရင်လည်းတက္ကရမတွေလူတန်းတယ်နော်သင်္ကန်းဆိုရင်လည်းတက္ကရမတွေလူတန်းကြတယ်အဲ့တော့သင်္ကန်းဆုံးချောင်းကြီးဆိုတဲ့ပစ္စည်း၄ပါးတွေကိုတက္ကရကမတွေကလူတန်းကြတဲ့အခါမှာယဟန်တော်တွေကစီးမံကံမှနေတာမဟုတ်ဘူးလေဥပဒေနဲ့နေရတာ ဥပဒေနဲ့နေရတာဆိုတော့ဒီပစ္စည်းလေးပါလို့တဲ့အခါမှာအတ္တရှိတယ်မအတ္တရှိတယ်နော်အဲ့တော့ဘယ်လိုလူတိုင်းရင်အတ္တလဲဘယ်လိုမလူတိုင်းရင်လူတိုင်းရင်မအတ္ဘူးလဲဆိုတာကိုမသိထားဘူးဆိုလို့ရှိရင်ကိုလူလိုက်တဲ့ဥစ္စာကဘုန်းကြီးတွေအတွက်အပြစ်ဖြစ်နိုင်မှာလေအပြစ်ဖြစ်နေမှာကိုလူလိုက်တဲ့ဥစ္စာဘုန်းကြီးတွေအပြစ်ဖြစ်နေမှာဥစ္စာလို့ဘုရားလောင်းတွေဒါနပါရမီဖြည့်တဲ့အခါမှာတချို့ပြောတယ်အာပါရမီဖြည့်လို့ရှိရင်ဟိုရွေးစရာမလိုဘူးလို့ပြောကြတယ်ဘယ်ကြောမဟုတ်ဘူးဘုရားလောင်းရွေးတယ် ဦးဇင်းတို့လည်းအရင်တုန်းကအဲ့လိုထင်တာပါလမီဖြစ်ရင်တော့မရွေးဘူးမရွေးဘူးပေါ့နော်မဟုတ်ဘူးရွေးတယ်ဘုရားလုံးဘလို့ရွေးလဲဆိုလို့ချင်းယဟန်တော်တွေဆိုရင်ဟိုလှူမယ်ဆိုလို့ချင်းဘုရားလုံးကယဟန်တော်တွေလည်းလှူတယ်ယဟန်တော်တွေကိုလှူမယ်ဆိုလို့ချင်းအဆက်တာကိုပဲလှူတာဘုရားလုံးကငါပါလမီဖြစ်တယ်ဆိုပြီးတော့ရှိတာကိုလှူတာမဟုတ်ဘူးဘုရားလုံးကယဟန်တော်နဲ့မအဆက်တဲ့လူပစ္စည်းတွေမလှူဘုရားလုံးကဒါမဟာဗုဒ္ဓဘာသာမင်းကုန်းဆရာတို့ရေးတာမှဖတ်ကြည့်လိုက်ပါတယ် ပါရမီပြည့်တယ်ဆိုပြီးတော့ဒါကောင်းမှုကုသိုလ်တွေတချို့ဆိုအများကြီးလုပ်တယ်တချို့တချို့ဆိုရင်ဒါသိမ်းပေါင်းတောင်းနဲ့ချီပြီးတော့ဟိုလှူတာလှူကြတန်းကြတာမျိုးပဲပေါ့နော်။ဆရာတော်ကပြောရဆိုရင်တော့ဒါပါရမီမဖြစ်တဲ့ပုံစံမျိုးပဲပေါ့။နော်။အဲ့တော့ယဟန်ယဟန်တော်ရင်းနဲ့မအမဆက်တဲ့ PC ကိုဖျားလောင်းမလှူ။နော်။အဲ့တော့ယဟန်တော်ရင်းနဲ့အသွင့်တော်မဲ့ဥစ္စာယဟန်တော်ရင်းနဲ့ SMS ဥစ္စာကိုပဲဖျားလောင်းလှူတာ။ဒါဌာနပါရမီဖြည့်တဲ့ဖျားလောင်းတောင်မှနော်။ SMS ဆိုတာကိုရွေးချယ်ပြီးမှလှူတာ။ နော်ဒါကြောင့်ဦးဇင်းတို့ဆိုလိုတာကတက္ကရကမတွေကတန်ဃာတော်တွေကိုဌာနကုသိုလ်လုပ်တဲ့အခါမှာနော်ဒါကတန်ဃာတော်နဲ့အဆလာမအဆလာသိထားဖို့လိုတယ်ဒါကြောင့်ဝင်းနည်းသိရတာပဲအဲဝင်းနည်းအားလုံးသိကြတော့မလိုပါဘူးနော်ယဟန်ဝင်းနည်းကတော့အများကြီးပဲအဲ့ဒါတွေအကုန်သိရမှလားဆိုမဟုတ်ပါဘူးအဓိကယဟန်နဲ့လူနဲ့ပတ်သက်မှုရှိတဲ့ဝင်းနည်းတွေပေါ့နော်မဆုံးကတ်တဲ့ဝင်းနည်းတွေသင်္ကန်းနဲ့ပတ်သက်တဲ့ဝင်းနည်းတွေဒါတွေကမသိလို့ကိုမရတာနော် မသိလို့ကိုမရတာနော်ဦးဇင်းအမြဲတမ်းပြောရတယ်လေ ပန်းကုန်းဆရာတို့ကြီးလည်းပြောတယ်မြောင်းပန်းဆရာတို့ကြီးလည်းပြောတယ်။ဘာပြောလဲဆိုတော့ကဲဆုံးလောင်းတဲ့အခါမှာဆုံးကတ်တဲ့အခါမှာကဲအပင်ပေါက်နိုင်တဲ့အသီးတွေပါမခင်းကျင်သီးတွေပါတယ်နော်။ငေုပ်သီးအမှဲ့တွေပါတယ်တို့စီရသခွားသီးတွေပါတယ်။ဒါအစ်အပင်ပေါက်တဲ့ဟာတွေရဟန်းတော်တွေဖုံးပြီးလို့မရဘူးလေ။ကဲအဲ့တော့လူတွေကိုကုညီမရလူတွေကကုညီမရတော့မှာကပ္ပယံကရောဟိကပ္ပယံဗန္ဒီဆိုပြီးတော့လုံးမရဟန်းတော်တွေကဖုံးရမှာ။အဲ့ဆိုနေပေးရတော့မှာလေ။ဟာတခါကြီးဒီအစ်ကအပင်ပေါက်တယ်ဥစဉ်လို့ဖုံးလို့မရအောင် ဲ့တော့ဒါကိုကပ္ပယံ grade လုပ်ပေးရမယ်ဆိုဟောတကားမသိဘူးအဲ့သင်ပေးရတော့မယ်တကားကြီးကပ္ပယံ grade ဆိုတာဒီလိုလောက်တာကိုပြောတာပါဆိုလားနော် zone နဲ့ဖြစ်ဖြစ်စုနဲ့ဖြစ်ဖြစ်ဓာတ်နဲ့ဖြစ်ဖြစ်ဦးစင်းကကပ္ပယံ grade လို့ဆိုမယ်တကားကြီးကကပ္ပယံဘန်လို့ပြောပြီးတော့ထိုးစိတ်လိုက်ဆိုသင်ပေးတာတာဝင်းကြီးသင်တာပဲလေအဲ့ခါကျတော့တန်ခါတော့ဖုံးပေးလို့ရသွားတယ် နော်တန်ခါဖုံးပေးလို့ရသွားတာဒါပါရှိရဆရာတော်ပြောခဲ့တဲ့လုံရက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့ဒီလုံရက်လေးကိုမှမြန်မာပြည်ကဒါတချို့လူတွေဒီအောက်လန်းလူလူဒီမန်တန်လူလူအဆံမျိုးတွေပေါ့နော်တုံတက်ကြတယ်လူမျိုးလဲဆိုရင်ဒါတောရွာဘတ်တွေမှာပေါ့နော်သူများရဲ့စိုက်ခင်းရဒါတားကောင်းနေတယ်အဲကိုယ်စိုက်ခင်းကြတော့မကောင်းဘူးသူကကြတော့ဒါစီးပွားရေးဒါဖြစ်နေတယ် အဲ့ဒီတော့ဗျာဒါရုံပါခြင်းတော့ဘယ်လိုလုပ်လဲဆိုတော့သူတို့ channel ကအတီတလုံးကိုကိုကလက်သေးနဲ့စိုက်တယ်စိုက်ပြီးတော့မှဒါကက်ပီယန်ဘန်နေပေါ့နော်အဲ့လိုမျိုးလုံးလိုက်လို့လည်းသူ့ရဲ့အခင်းတွေကဒါမဖြစ်ထွန်းတော့ဘူးလို့ပြောတတ်ကြတယ်ငါဖုံးပေးလို့ရသွားတယ်ဒါပါလဲဆိုတော့ဝီနီသိရရှင်အကျိုးအကင်လူတော်ဝီနီမသိဘူးအဲ့လိုမသိပေးကောင်းမှုဆိုရင်အဲ့ဖုံးမစားဘူးပဲရှိတော့တာညာတို့စရာပါမစားနဲ့အပင်ပေါက်နိုင်တဲ့ဟာတွေပါမစားနဲ့ပေါ့နော်ဝီနီမသိပေးရဘူးဆိုရင်ပြောတာလေကက်ပီယန်ကရောကြီးလုတ်ဖို့သင်ပေးတာဒါဝီနီသိနေတာပဲလေဟုတ်လားရဟန်းအရှင်ကြီးလုတ်လို့မရဘူးလေ အဲ့အဲ့ဒီတိုင်းပဲပေါ့နော်အဲဆုံးလောင်းနေဆိုလဲအစနာကြည့်လေကဲယနေ့ဦးဇင်းတော်အမြဲတမ်းပြောနေတယ်မနေ့အရုံမတက်ဘဲနဲ့ဆုံးလောင်းနေတဲ့ကိစ္စပဲလူတွေဝင်းနေမသိလို့ဖြစ်တာနော်ဝါရင်းကလာရင်မနေ့အစောကြီးတန်ဃာတော်တွေကို၄နိုင်ထဆုံးလောင်းနေတယ်အကုန်လုံးတန်ဃာတော်တွေအဘက်တွေတင့်ကုန်တာပဲနော်အဘက်တွေတင့်တာဘာဖြစ်လို့လဲလူတွေဝင်းနေမသိလို့ဟုတ်လားအဲ့တော့လူရဝင်းနေသိလို့ချင်းအော်ဖုန်းကြီးတွေဆိုတာမနေ့အရုံမတက်ဘဲနဲ့မိုးမလင်းဘဲနဲ့ဆုံးခိုင်လို့မရဘူးဆိုတာသိခိုင်ရင်အဲ့လိုလဲဆုံးမလောင်းတော့မပင့်တော့အဲ့တန်ဃာတွေလည်းအဘက်မတင့်တော့ အခုတော့မဟုတ်မသိဘူးမသိတော့ပင်နေပင်တော့အဘတ်တွေတင့်ကုန်တယ်ဟုတ်လားအဲဒါကြောင့်လူတွေဝင်းနေတည်တယ်ဆိုတာအလုံးမဟုတ်ဘူးတန်ဃာတော်တွေကိုပစ္စည်းလေးပါးနဲ့ပတ်သက်ပြီးတော့ထောက်ပံ့တဲ့အခါလူတိုင်းတဲ့အခါမှာအဘတ်မတင့်အောင်လူတက်ဖို့နော်အဲတန်ဃာတော်တွေလိုအပ်တာကိုဝင်းနေအဆောက်အကူကြီးတက်ဖို့အတွက်ကို